ားလုံးပဲမိပါပါရှင်။နှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရင်ဒီ channel လေးကတော့စိတ်ဝင်စားစရာနှက်ကတွန်းပုံမြင်လေးတွေကိုတက်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတနင်္လာသိရှိနိုင်အောင်လေးဘေးနားလို့ဒီခါလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။နှမလီတို့မိသားစုရဲ့တာယာပွဲအခိုက်အတန့်လေး။နှမလီရန်နိုကသူမရဲ့အမေကိုဖုန်းခေါ်လိုက်ပါရင်ဟယ်လိုအမေကူကူပဲမလား။ရန်နိုရဲ့ကူကူကတငယ်ချင်းတွေနဲ့တွားကစားနေရဲ့ မေကကူးအိမ်ပြန်ရောက်ရင်ညနေမမခင်အိမ်ပြန်လာခဲ့ဖို့ပြောလိုက်ပါအောင်နော်မနေ့ပြန်အကြောင်းဖွင့်နေလေသူပါအိမ်စားမှမလုပ်ရသေးဘူးကကူးရောက်လာပြီငါတို့ခုပဲပြောလိုက်မယ်ရာနူလည်းဖုန်းကိုချလိုက်ပိုင်းအဖအဖဘသူဖုန်းဆက်တာလဲတားရဲ့မမေဆက်တာညနေမမခင်အိမ်ပြန်လာဖို့တားကိုပြောလိုက်တယ်ဒါပေမဲ့တားဖွားနေတူရန်နေငယ်တော့ထပ်နေခြင်းသေးရဲ့လေတားလေးကကူးရဲ့ကြောင်းလေတက်ရအောင်မယ်လေဒီလိုလို့နောက်တစ်ပတ်စနေတနင်္ဂနွေကျရင်အပေါ်တားကိုလာခေါ်မယ် ်ဂူရီယာကိုလည်းအတူခေါ်လာမယ်မန္တမနေရအဖအိမ်မှာအိမ်နေရနေလိုက်ကြအဖဂရိနော်အေးလေအဖတော့တကားမှလိမ်မပြောဖို့ပါဘူးအဖတီချာပေါက်လာခဲ့ပါမယ်ကူကူလည်းလွယ်ရေးထုတ်ကအိမ်ပြန်ဖို့အတွက်ပြင်ဆင်ပါဟုတ်ကဲ့ပါဘွာတားပြန်လိုက်ပါအောင်မေဒါလေးယူသွားလမ်းမှာဒီဒီရအစာယူစားလိုက်နော်နောက်ပြီးကြိုင်ထဲမှာအဖွာလဒူမို့လဲထည့်ပေးထားအိမ်ရောက်ရင်တားရဲ့အမေပေးလိုက်နော်ကြောင်မသွားခင်မနမနှစ်ယောက်လဒူတစ်ယောက်တလုံးစားသွားကြ ။ဟုတ်ကဲ့တားချရတဲ့ဘွားကြီး။ကူကူလည်းသူ့အဖာကိုဖတ်ပြီးတော့အိမ်ဘက်ကိုပြန်လာပိုင်။ကူကူသူ့အဖာရဲ့တောအုပ်ကနေအပြင်ရောက်တော့မှရှိပါသေးရဲ့။မိုးရီတဲကြီးမဲကြီးရွာချလာပိုင်။ကူကူလည်းမိုးရီမစွာတစ်ပင်ကြီးတစ်ပင်အောင်မှာပဲထိုင်လိုက်ပိုင်။နေကင်းဘက်ကြီးကိုညပိုင်းလိုချင်းနေဖြစ်သွားပြီ။အခုငါအိမ်ကိုဘလို့ပြန်ရတော့မလဲ။တကယ်လို့မိုးမတိတ်ဘူးဆိုရင်ငါပြန်မို့ခက်ခဲသွားလိမ့်မယ်။မိုးရီရွာလာပြီးဒီလိုရာတီဥတုမျိုးမှာကကူလမ်းမှာပိတ်မိနေပြီလားမသိဘူး။ မမေဖွန်စီကိုတခါတော့ဖုန်းဆက်ပြီးကုကုအိမ်ကနေထွက်သွားပြီလားမထွက်ရသေးဘူးလားဆိုတော့မင်းကြည့်ပါလားဟုတ်တယ်အမေခုပဲလမ်းမေးလိုက်မယ်ရာနုလည်းသူမအိမ်မေကိုဖုန်းထက်ဆက်လိုက်ပိုင်းအမေကုကုအမေအိမ်မှာပဲရှိတည်ရဲ့မလားရာနုရင်ကုကုအိမ်ကနေထွက်သွားကြပြီးအမေလည်းစိတ်ပူနေရမိုးရီရွာနေရင်ကုကုဘယ်ရောက်နေရှာလဲမသိဘူးဟုတ်တယ်မေမိုးကသမီးတို့ဘက်လေရွာနေရအဲ့လို့ဆိုမေသမီးနောက်မှဖုန်းဆက်တော့မေး ရာနုလည်းဖုန်းချလိုက်ပြီးကိုရီးယားကို အခုလိုပြောလိုက်ပါတမီးလေးကိုရီးယားရေအမေကုကုအရန်စိတ်ပုံနေပြီ အမေသွားမရမယ်အမေကုကုကိုလမ်းမသွားရှာမရမယ်အဲ့ဒါဆိုမမေကူးဆိုင်အောင်နော်အေးပါမိတမီးလေးရာနုရဲ့အမေလည်းအင်ကနေဖွက်သွားပါရာနုလည်းမိုးရီထဲမှာမြ мян ပြန်တန်းနေပါကုကုလည်းတပင်အောင်မှာထိုင်နေတော့မှာပဲအဲ့ဒီချိန်မှာကြီးကန်းနှကောင်ကရောက်လာခဲ့ပါကလေးလေးတောင်းတီမှာဘာလုပ်နေရလဲ ။ตาအိမ်ပြန်မလို့ပါ။ဒါပေမဲ့မိုးရေရွာလာလို့အဲ့ဒါကြောင့်ตาတီမှာထိုင်နေရပါ။အဲ့ဒါဆိုဦးလေးတို့တောင်းအိမ်ထီလိုက်ပို့ပေးမယ်။ရှာရဦးလေးตาအရှင်ပြေးပါရဲ့။မိုးတိတ်သွားတော့မှပဲตาပါတာပြန်လိုက်ပါမယ်။ကာလူရေတင်းနာလား။ငါပြောတာနားထောင်။ကာလူလည်းသူ့တငယ်ချင်းဘူရာနောက်သွားလိုက်ပါရင်ဘူရာကကာလူရဲ့နာနာကိုကက်ပြီးတော့အခုလိုတတိုးလေးပြောလိုက်ပါရင်ဒီကလေးကငါတို့စကားကိုရှုံမှမဟုတ်ဘူးသူ့ကိုဖမ်းခေါ်သွားကြမယ်။ဟာဘူရင် ူအော်ပြီးတောင်းကျနေလိမ့်မယ်။ဘလို့အော်ပြီးတောင်းကျလို့ရမှာလဲ။ဘူရာနဲ့ကာလူကအချင်းချင်းစကားတွေပြောနေကြပါရင်ဂူဂူလည်းသူတို့နှစ်ယောက်ရဲ့စကားတွေကြားလိုက်ပါရင်ဂူဂူကလည်းအဲဒီကနေမြ мян ထွက်သွားပါရင်ကာလူနဲ့ဘူရာလည်းဂူဂူနောက်ကိုလိုက်ပါရင်ဂူဂူလည်းတောနံကြီးထဲဝင်သွားပါရင်ချုံပုတ်တွေထဲမှာဝင်ပုံးလိုက်ပါရင်ဘဲရောက်သွားလေငါတို့ဒီဘက်လာတွေးလိုက်တယ်လေ။ကြည့်ရတာအဲ့ကောင်တနေရာရမှာပုံနေရနေမှာအခုလိုအချိန်ဖြုံးနေလို့ဘာမှမထူးငါတို့တွေပြန်တက်ပြီ ူတို့နှစ်ယောက်လည်းဟိုဟိုဒီဒီကြည့်ပြီးအဲ့ဒီကနေပြန်သွားပိုင်းတနိုင်လောက်နေရောဂူဂူလည်းခြုံပုတ်တွေတရနေထွက်လာပိုင်းသူလည်းအဝေးထိကြည့်ပြီးတော့စပြန်ပိုင်းအခုတော့အချိန်မရှိတော့ပါရာသီဥတုအချိန်နေရဘလို့ပဲဖြစ်နေပါစေမိုးမချုပ်ခင်ဂူဂူအိမ်ပြန်ရောက်မှဖြစ်မှာပါဂူဂူလမ်းတစ်ဝက်ရောက်တော့ဂူဂူရဲ့အမေလာနီယာကို မြှင့်သွားပိုင်းဂူဂူလည်းသူ့အမေတွေ့ပြီးတော့ရန်ကိုဝမ်းသာသွားပိုင်းမမေမမေသားရောက်လာပြီအမေသားလေးရဲ့အမေရန်စိတ်ပူနေရ မမေမမေတိလားကြည်ကနကတောက်ဖန်းတော့မလို့ပဲဒါချုံမှုတွေထဲမှာဝင်ပုံးနေလိုက်တာတောင်းလိုက်တာအမိသားလေးရဲ့ကဲအခုအမေနောက်ကနေမြင်မြန်လိုက်ခဲ့ကူကူရဲ့အမေကလည်းရှေးကနေပြန်မိုင်းကူကူလည်းသူ့အမေနောက်ကနေလိုက်လာပိုင်းကူရီးယားကလည်းရမ်းကိုတောက်နေပိုင်းဘာလို့လဲဆိုတော့နေပြင်းတွေတိုက်နေရကြောင့်သူ့အိမ်တအိမ်လုံးလှုပ်ခတ်နေပိုင်းကူရီးယားလည်းအိမ်ခေါမုတ်ကိုမော့ကြည့်နေပိုင်းအဲဒီချိန်မှာအိမ်ခေါမုတ်ကနေတဲ့လွင့်ထွက်သွားပိုင်း ဂူရီယာနဲ့အင်တဲကနေမြမြအပြင်ထွက်လာပါတယ်။မမေရေမမေမြမြပြန်လာပါအောင် အိမ်ပြစီးသွားပြီ။ဂူရီယာလည်းသူ့အမေအော်ခေါ်နေပါခဏလောက်နေရောကူကူနဲ့ရာနိုတို့ကလည်းရောက်လာပါ။မမေမမေသမီးတို့အိမ်ပြစီးသွားပြီ။အိမ်ကောင်မအစနေရတိတ်မကောင်းတော့တာ။သမီးလေးဂူရီယာရေသမီးအိမ်ပြန်ထွက်လာလိုက်တာအရန်ကောင်းနေ။မမေအခုသားတို့ဘယ်မှာနေကြမလဲ။ဒီညတော့အမေတို့အခြားတယောက်ရဲ့အိမ်မှာသွားနေရမယ်။ မနေ့ရောက်မှဘာလုပ်ရမလဲဆိုတာစဉ်းစားမယ်။ရာနိုလည်းကလေးနှစ်ယောက်ကိုခေါ်ပြီးမီထူရဲ့အိမ်ကိုသွားလိုက်ပိုင်းရာနိုလည်းမီထူရဲ့အိမ်တကာခောက်လိုက်ပိုင်းမီထူလည်းအိမ်တကာကိုဖွင့်လိုက်ပါရယ်။အခုမီထူရဲ့ကျမဒုက္ခရောက်နေလို့ပါကျမရဲ့အိမ်ခေါင်းမရှိတော့ဘူး။ညီမရာနိုရေဘာလို့အိမ်ပြန်မှာရက်နေကြရလဲကလေးတွေခေါ်ပြီးအိမ်ထဲလာခဲ့ကြပါကူကူကူရီးယားနဲ့ရာနိုတို့လည်းမီထူရဲ့အိမ်ထဲဝင်သွားကြပါညီမရာနိုရေ ဒီအင်ကလည်းညီမတို့ရဲ့အိမ်လိုပါပဲညီမတို့ဒီမှာနေကြတဲ့လောက်နေလို့ရပါရင်ညီမရာတို့ရင်ကလေးတွေအစာရောစားပြီးကြပြီလားအခုထိဘာမှမစားအသေးပါဘူးမမေအဖေအကြိုက်ထဲမှာလက်တူမုတ်ထည့်ပေးလိုက်တယ်ဟုတ်လားအဲ့ဒါဆိုကြိုက်မြမြဖွင့်လိုက်ကျမလက်ဖိအဖြော်လိုက်မယ်ပြီးရင်လက်တူနဲ့စားကြမယ်ဆိုနီလည်းမီးပေါ်ကြနဲ့ဝင်ပြီးလက်ဖိအတန်းလိုက်ပိုင်းညီမရာတို့ရင်စိတ်မပူပါနဲ့ငါရေရင်းဟောင်းနောက်မှာတစ်တွေတွေ့ထားတယ် မနေ့ပြန်မိုးတိတ်သွားရင်ငါတို့အိတ်သွားပြီးတစ်တွေယူလာကြမယ်။ပြီးညီမရဲ့အိမ်ကိုပြင်ကြမယ်။ဟုတ်ကဲ့ပါ အကုန်မီထူရင်ဟုတ်ကဲ့ပါအကုန်မီထူရင်မိုးတိတ်ပါစေမိုးရွာတာအရန်ကြာနေပြီ။ဇွန်ဒီလည်းလက်ဖေးယူလာလိုက်ပိုင်းတို့အားလုံးအတူလက်တူစားပြီးတော့လက်ဖေးတောက်ကြပိုင်းတညတော်မိုးကအဆက်မပြတ်ရွာနေပိုင်းဂကူးကလည်းပင်ပန်းနေလို့တန်းအိပ်ပျော်သွားပိုင်းဂူရီယာလည်းသူမရဲ့အမေနာမှာအိတ်လိုက်ပိုင်းတို့အားလုံးအိတ်လိုက်ကြပိုင်း အဲ့လိုနဲ့မနက်မိုးလေးလာခဲ့ပါယ်မိုးလဲတိတ်သွားပါပြီတော်အုပ်ရဲ့အခြေအနေကလည်းကြည်နေနေပါယ်ရန်နိုကလည်းသူမရဲ့ကလေးတွေကိုအခုလိုပြောလိုက်ပါယ်ကလေးတို့အခုဒီမှာပဲနေရမယ်နော် အမေနဲ့ဦးလေးမိတို့ကအိမ်ပြင်ဖို့တစ်တွေသွားယူကြမလို့အမေအိမ်ကိုပြန်ပြင်ပြီးကလေးတို့လာခေါ်မယ်ဟုတ်ကဲ့ပါမမေရန်နိုနဲ့မိတို့တို့လည်းရေတွင်းဟောင်းနာသွားလိုက်ပါယ်ဒါပေမဲ့အဲ့ဒီမှာတော့ဘာတစ်ပင်မှမရှိပါဘူးမိတို့တွေကတစ်ပင်တွေကိုအချားငှက်တွေအရယူသွားတာဖြစ်ရမယ် အခုမိထူရင်အခုဘာလုပ်ကြမှာလဲဒီမှာတော့ဘာတက်ပင်မှာလဲမရှိဘူးကြည့်ရတာအချမ်းငတ်တွေယူသွားနေမယ်ကဲအဲ့ဒါဆိုငါတို့ခုံငတ်ကြီးသွားကြမယ်ခုံငတ်ကြီးမှာတော့ကျင်းတည်ပေါ့တက်တွေရှိတယ်အဲဒီနောက်မှာတော့ရာနုံနဲ့မိထူလည်းခုံငတ်ကြီးသွားလိုက်ပါမိထူရငါမနေ့ကပဲတက်တွေကဘူဘူကိုပေးလိုက်တာဒါပေမဲ့ငါမှာပေါက်ဆင်ရှိရဲ့ငါတို့တော့တဲသွားပြီးတက်ခုံကြမယ်အဲဒီနောက်မှာတော့ခုံငတ်လည်းရာနုံနဲ့မိထူတို့နဲ့အတူတော့အုတ်ထဲသွားလိုက်ပါခုံငတ်ကတက်ပင်နာကိုသွားပါ යි တငယ်ချင်းတို့ငါတစ်ခုမယ်နင်တို့မြောက်ကတစ်တွေစီလိုက်တငယ်ချင်းသုံးယောက်လည်းအလုံးတူဝိုင်းလုံးကြပါိုင်းအဲလိုနဲ့ခဏလေးနဲ့တစ်တွေအများကြီးရသွားပါိုင်းအခုကငယ်ရင်ရလောက်ပြီတစ်တွေကအိမ်စားဖို့တန်းလုံးလောက်ပြီအခုကျမတို့အိမ်ပြန်တင်တယ်တငယ်ချင်းသုံးယောက်လည်းအိမ်ပြန်လာကြပါိုင်းရာနိုးနဲ့အိမ်ခါမို့ပြန်လိုက်ပါိုင်းမီထူးနဲ့ခုံကလည်းရာနိုးကိုတစ်တွေလှမ်းပေးလိုက်ပိုင်ခနာလောက်နေရောသူတို့အားလုံးအိမ်ကိုပြန်ပြင်လိုက်နိုင်ပိုင်တငယ်ချင်းတို့ကြီးကျေးဇူးအများကြီးတင်ပါတယ် အကိုတို့သာကျမမကူညီခဲ့ဘူးဆိုရင်ကျမတို့ခက်ခဲမှာတည်ချိုင်းရာနိုတကယ်ဒုက္ခရောက်နေအချိန်မှာတငယ်ချင်းအစ်စ်မန်များပဲကူညီပေးရပါအဲဒီလိုနဲ့ခွန်ခန်းနဲ့မီထူတို့ပြန်သွားပါရာနိုလည်းသူမရဲ့ကလေးတွေကိုအိမ်ပြန်ခေါ်လာပါမမေဒီနေ့လောက်တွေအများကြီးလှူထားတာအမေပင်ပန်းနေတော့ပြီအမေကမပင်ပန်းမအောင်သားလေးရဲ့အမေကသူ့ကလေးတွေအတွက်တနေ့လုံးအလုံးလုံးနိုင်တယ်ဒီနေ့ရာဒီဥထုတာရတယ်အမေကလေးတို့ပဲထမင်းလှုပ်ကြည့်မယ် ပက်ထမင်းဆိုတဲ့အတန်ကြားတာနဲ့ကလင်းရီကပျော်သွားကြပါရန်ဒိုးနဲ့မိဖို့ကြောင့်လည်းသွားပြီးပက်ထမင်းချက်လိုက်ပါဂူဂူနဲ့ကိုရီးယားကပဒေးပေါင်နာမှာထိုင်ပြီးအပြင်ကိုငေးကြည့်နေပါတအိမ်လုံးမှာပက်ထမင်းအနံမှမွေလီရနေပါသူတို့လည်းပက်ထမင်းစားပြီးညရောက်တော့ကိုစီကိုစီအိတ်လိုက်ကြပါငမလီရဲ့မိသားစုကအရန်ကိုပျော်နေပါဘာလို့လဲဆိုတော့သူတို့ကအတူတူရှိနေပြီးခက်ခဲတဲ့အချိန်ကြော်လွားနိုင်ခဲ့လို့ပါပဲ အခုလိုမျိုးစိတ်ဝင်စားကြငှက်ကာတော့ပုံမြင်လေးတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျမရဲ့ channel ကို like and subscribe လေးလုပ်ထားဖို့မမေ့နဲ့နော်။နောက်ထပ်လည်းစိတ်ဝင်စားကြကောင်းတဲ့ video လေးတွေနဲ့အတူပြန်လာခဲ့ပါမယ်။အခုတော့အားလုံးနှုတ်ဆက်ခဲ့ပါတယ်။